အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆိုင်းဆရာမခေခင်သူရေးသားထားတဲ့အမေနဲ့ဈေးတဲ့များဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အမေနဲ့ဈေးတဲ့များပြီးခဲ့တဲ့သတင်းကျွလကပဲအမေအသက်80ပြည့်သွားပြီစပင်တွေတကောင်းလုံးဖွဲ့ဖွဲ့လှုပ်ဖြူနေသလိုအမေကိုကလေးကလည်းအတော့ကိုပိန်လီသွားခဲ့ပြီး ဟော်ရုံးကလည်းဝဝဖိုက်ဖိုက်အသားအရည်တင်းတင်းနဲ့ကြားမတန်ဆွမ်းခြင်းအရေးတွေအမေမှမရှိတော့ဒီဖက်ပိုင်းရောက်မှအိုးစားကြသွားတော့အမေကို ကျမလှမ်းကြည့်ရင်ရင်ထဲမကောင်းဖြစ်မိသည် အမေအိုးစားသွားခဲ့ပြီကောလူကအုံမင်းပုံပေါက်နေတော့လေအမေစိတ်တွေကတော့မအိုရာသေးချသည်မာဆဲထန်ဆဲမာနာကြည်ဆဲပင်ဖြစ်သည် မျက်ရည်ကြီးကျယ်ပက်လက်ဝိုင်းနေတော့အမေမျက်လုံးဝါကျဉ်ကျဉ်တွေကလည်း သားသမီးတွေအပေါ်ထားရှိသောမြစ်တရေတွေအယောင်တလက်လက်တောင်းနေစေအမေမွေနေကသတင်းကျွလဆန်း14ရက်နေ့ညမို့မြေရေကပေါက်တွေတတိုင်းတိုင်းဖောက်က ဖွားအကြီးမွေနေကို Happy Birthday လုပ်နေကြသည်ကျမတို့တူဝီကတော့မြေစီမီခွက်ကလေးတွေထဲကစီစိန်ကုန်းစားတွေကိုမီးထွန်းညင်းရင်အမေကျမရဲ့အတွေ့ဆူတောင်းကြသည်ခုံနှန်းရှိကလေးပေါ်မှာမွေနေရှင်အမေငုတ်တုတ်ထိုင်နေသည် ငါမွေးတဲ့ညမှာ ရွာတဲကကာလာသားတွေက ပြောက်အိုးဖောက်လို့ဆိုပြီး အဖေကထွက်ဆဲလာတယ်။မင်းနေတဲ့လမ်းမှာဆိုလို့လေ။အမေကသူ့ကိုမွေးတည်နှစ်ပေါင်း80အဝေးကညကလေးကိုလှမ်းပြီးလွန်လိုက်သေးသည်။ငါ12နှစ်သမီးလောက်တုန်းကအမေကစပင်ဖြူနှုတ်ခိုင်းတော့ငါကအမေစပင်ဖြူတွေနှုတ်ရင်အမေအသက်ဘယ်လောက်ရှိပြီလဲလို့မေးတော့အမေက90ကျော်လို့ပြောတော့ငါမှငိုလိုက်ရတာအေး။ အမေနဲ့ငါနဲ့လူ့ဘဝထဲတိတ်အတူမနေရတော့ဘူးထင်ပါရဲ့တွေးပြီးစိတ်မချမ်းသာလိုက်ပုံများအင်းခုတော့လေငါကိုယ်တိုင်ကအသက်80ပြည့်သွားပြီငါသားသမီးတွေများတော့ဘယ်နဲ့မှမနေကြပါဘူးအသက်80အောင်လက်မှတ်ရသွားသောအမေက သူ့အမေကျမတို့အဖွားကိုတန်တန်တတဆူလိုက်တော့ဘာရဲမသိပဲကျမမျက်ရည်ဝဲသွားမိသည်ကျမတို့ကတော့အမေနဲ့ဘယ်လောက်အတူနေရအောင်မလဲ ကဲငါမွေးနေမှာငါသားသမီးတွေကို အမေခောက်ဆွဲကြောက်ကူတော်လုံးမယ်ဝင်းနိုင်တော်ဝဲကြီးစံကျမအထက်ကအကိုကအမေဆန္ဒအတိုင်းမနေမဝေးခောက်ဆွဲဆိုင်ကိုခောက်ဆွဲကြောက်တော်ဝဲဖို့စပိန်ပြင်သည် အမေမှာသားသမီး၅ယောက်ရှိတာမို့ခောက်ဆွဲကြောက်၅ထုတ်ဝဲရမည်နေပါအောင်ခောက်ဆွဲကြောက်ကအခုတပွဲဘယ်လောက်ရုံနဲ့ဟဲ့အမေမေးမှပင်ကျမတို့ခောက်ဆွဲကြောက်စေးစဉ်းစားမိကြသည် 400လား500လားစသဖြင့်ဇဝေဇဝါဖြစ်နေကြစေ။တလောက350ဆိုတော့ဒီဈေးမရနိုင်တာကတော့တေချာသည်။ကဲ900ထားတွက်ကြည့်လိုက်မယ်။9ထုံးဆိုတော့2500ဒီထက်ကျော်ရင်မဝင်နဲ့တော့မတန်တော့ဘူး။မတန်လားငါလည်းမကြွေးချင်ဘူး။စားရမည့်သူများမှအမေ့စကားကြောင့်ရည်မိကြသည်။ကျမတို့ရည်ကြခြင်းမှာ အမေ့အကြောင်းကိုသိနေခြင်းကြောင့်ပါ။ အမေသည်ဈေးဝယ်သည့်ကိစ္စတွင်အလွန်နာမည်ကြီးသူဖြစ်သည်။ကုန်ပစ္စည်းအရေအတွေ့၊ကုန်စည်နှုန်းစတာတွေထက်သူစိတ်တန်းကြခြင်းနဲ့မှဈေးဝယ်ခြင်းအလုပ်ပြင်းမြအောင်မြင်တတ်သူဖြစ်သည်။ကျမတို့ဈေးဝယ်ပြန်လာလျှင်ပစ္စည်းတွေကိုတစ်ခုချင်းဈေးမေးတတ်သည်။ညီတို့ဈေးဝယ်ရင် အကုန်ဈေးကြည့်ပြီးတာကြည့်ပဲ။ဈေးတွေကညီတို့ကိုက်ကြည့်ပြီးဈေးတင်လိုက်တာ။ကိုကနန္နာဆေးရတယ်အေး။ ဈေးတဲ့အကျော်နှောကျနေသည့်အမေကတော့ဈေးဝယ်တိုင်းလိုလိုရာဇဝင်ထွင်ကြံရစ်သူဖြစ်သည်။ရက်ွက်ထဲမှာအမေကဈေးဝယ်တော်သလိုလိုဈေးဝယ်ကြီးများသလိုလိုအတိတ်ပဲနှစ်ခါထွက်သောစကားရှိသည်။ဂျီတော်များတင်ဈေးဝယ်ပြေးမှလိုက်ဝယ်ကြတဲ့မန္တလေးအနောက်တောင်ဖြားကကျမတို့ရက်ကွက်ကလေးထဲတွင်ခေါင်းရွက်ပြတ်တို့ဈေးသက်ကလေးတွင် သူဝင်ငါထွက်အမြဲလာတသည်။အေယာရီမြစ်အနောက်ဖက်က အာလောင်ဝါချက်ရွာများမှရွာခါကုံစိမ့်တယ်များပေပင်ကျောင်းဆောင်စိမ့်မှငားတယ်များပဲပြုံငချိတ်ပေါင်းတယ်များဖရားပန်းတယ်များစသည်ဖြင့်အရက်ထဲလေအောင်တတ်သောဈေးတဲ့မှကလေးတွေရှိသည်ဈေးတဲ့တွေက အမေအိမ်ရှိပရောပင်ရေကြီးအောင်ဈေးပန်းချလိုက်ပြီဂိုင်းလာကြနော်ဟောဒီကဆိုလိုက်လင်ဝိုင်းအုပ်လာတတ်ကြတော့လဲချက်ချင်းဝယ်ကြတာတော့မဟုတ် ဒီလူတွေကအမေဝဲတာလိုက်ဝဲဖို့အကဲခတ်နေကြသူတွေသာဖြစ်သည်မနက်မောလင်းတင်နေရက်ွက်တဲ့အစောဆုံးလာတတ်သောဈေးတဲ့တွေကတော့မနက်ခင်းတရေစာ ပဲပြုတ်ငချိတ်ပေါင်းတောင်ကြီးတွေဖြစ်သည်ဒီလိုပဲပြုတ်ငချိတ်ပေါင်းတဲ့ဆယ်ဦးရှိလင်အမေနဲ့တဲ့သူကနှစ်ဦးမှအနိုင်နိုင်ဒီရက်ွက်မှာတော့ဝဲသူအမြဲမှန်တည်ပြောလို့မရဝဲသူပထမဆိုတာလည်းမသေးချာဟောရီကပဲတဲ့ငချိတ်ပေါင်းတဲ့ ဈေးတန်ကြားတိုင်းလဲအမေကဝယ်သူမဟုတ်ပြန်သူနဲ့မျက်နှာကြောတဲ့သူဟုတ်မဟုတ် အရင်ထွက်ကြည့်ပြီးမှခေါ်ဝယ်သည်ဒီဈေးတဲ့ကအစ်စ်လဲဖြစ်ချင်းဖြစ်မည်အရင်ကပြက်တနာကိုနှစ်ဦးနှစ်ဖက်ရောင်းဝယ်ခြင်းဖြင့်အမေနဲ့ပြက်တနာအေးပြီးသူလဲဖြစ်နိုင်ပါသည်ထဲ့အောင်အစ်စ်ကလေးပါလေညီတို့ဟာက30တားလဲဒါပဲအစိတ်သားလဲဒါပဲချိန်ခွင်နဲ့အလေးကပြောလို့ရတာမဟုတ်ဘူးအစ်စ်စားရတာ ဈေးတွေကထဲ့တင်တဲ့လောက်ထဲ့ပေးတော့လေအမေကကျေနပ်နိုင်သူမဟုတ်ထဲ့အောင်ခိုင်းတတ်သည်ကြီးတော်ရဲ့အခုပဲတပြီကို900 800ကျော်တယ်အရင်ရောက်အောင်ဖတ်ဖတ်မောရောင်းရလားပြီးတော့ကျမတို့ပဲကရေမကြံဘူးတော့ရေမကြံဘူးဆိုတာပဲပြုတ်စင်ကရေကုံအောင်ပြုတ်ခဲ့ခြင်းကို ဆိုလိုတာပဲဖြစ်သည် ရေကြံတော့အလေးချိန်စီသည်ဝယ်သူကနာသည် ရေမကြံလို့ဝယ်တာပေါ့အေးကဲပါ အစ်စ်ကလေးနည်းနည်းတော့မတထားဘူးလားအမေကြီးကိုပဲတဲ့ကအမေစိတ်ကျဉ်တတ်အောင်တစင်းနှစ်စင်းထည့်ပေးလိုက်သည်ပြီးတော့တောင်းကိုဇက်ခနဲမှပြီးစောင့်ကနေထွက်သွားတော့သည် ပဲတဲ့တောင်အိမ်ရှိလေးငါးလှမ်းရှိသည် အမေမှတ်ချက်ကရှေ့ရောက်နေပြီဒီကောင်မှမစုံဘူးတွန့်လို့ချက်တော့ဒင်းလေးပေါက်ကိုငါမကြိုက်တာ ထိုပဲတဲ့ကိုအမေဘတော်မှခုံမွေတော့တာသိချသည်နေ့လယ်နေ့ခင်းနေဘူးကြက်ကြက်ကြီးတဲ့ရောက်လာတတ်တီငားတဲ့ပုံစံအမျိုးမျိုးကတော့မဖြစ်မနေအမေဘတော်ပင်ရဲ့ဝင်ခိုးရမြင်အမောဖြစ်ရင်ရေတောက်ကြမြင်သူတို့တတွေကမြေစိတ်တငါတဲခလေးတွေစီကနေတောင်ပြင်ကျဲကြီးကိုဖြန့်တာယိုးကြီးကိုကျော်ပြမကျမတို့ရက်ွက်ကလေးတွေရောက်သည်ပြီးမှညနေစည်းကလေးထဲအချိန်မီပြေးကြရသူတွေ အမေဘရောက်ပင်ရိတ်ကတော့သူတို့ခီးတထောင်နားရစကန်းအလိုလိုဖြစ်ရသည်ခေါင်းခုကလေးနှင့်ချွေးတော့ကြဘန်းထဲရငါးရေဟိုလန်တီလန်လောက်ကြငါးတဲ့အချင်းချင်းဆိုလင်လဲဈေးစကားနားစကားပြောကြသည်နေရဘာငါးရေလည်းမသိဘူးကိုမောင်ဦးကျမတော့ဝယ်လာအောင်မယ်ကျမရဲ့အိမ်နဲ့ခက်လန်းလန်းလဖဲ့ရဆိုင်မှာမတ်ရွှေမီကငါးဝယ်ထွက်လာမြည်ပြင်တော့သူ့ယောက်ျားကိုမအူးကလက်ကပြသည် အမေပရောက်ပင်အောက်ထွက်လာတာလှမ်းမြင်လိုက်လို့ဖြစ်သည်အမေနှင့်ငါတဲ့ဈေးစစ်ထိုးတာကိုစောင့်ကြည့်ပြီးမှဝယ်လင်နောက်ဆုံးဖြတ်စေရနိုင်တာကိုအတနေဟုံးဂျီတော်ဝယ်သလားလှမ်းကြည့်လိုက်ဂျီတော်နဲ့ဈေးသက်ရင်နင်းသွားဝယ်တော့ဘာတကောမှထပ်စစ်စရာမလိုတော့ဘူးဂျီတော်ပေးတဲ့ဈေးကဂိတ်ကုန်ပဲမယုံကြည့်နဲ့လပဲ့ဆိုင်တဲ့ကလူတွေအုံခနဲ့ရီကြသည် ဒီစကားကိုတဆင့်စကားအမေပြန်ကြတော့ပြုံးပြုံးကြည့်လုံးနေပါသည်အမေထွက်လာလို့တယောက်ယောက်ကဝဲနှင့်မည်ဆိုလဲအမေစည်းထက်ဆင့်ဖို့ခက်သွားပြီထို့အခါအမေသည်ငားတဲ့ပြန်သည်နှင့်ညီးနေအေးငါများစောင့်ပါအောင်တော့ဟုလှုပ်တတ်သည်လူတွေကငါဈေးဝယ်တာကြည့်နေကြတာငါနဲ့တက်တဲ့ဈေးတယ်ဆိုရင်ဒါအတော့ကိုတန်လို့အတော့ကိုတဘောကောင်းလို့လို့ဆိုကြတာအေးကောင်းအောင်ယူလိုက်သေးတော့သည် စောင်းပေါက်ရာသည်ရောက်တိုင်းပေါက်ပေါက်လာတတ်သည် အနောက်ဖက်ကန်အာလောင်ရွာကြက်ထောက်ရွာတွေက ကုံစိမ့်တွေတွေနဲ့ကတော့အမေကတဲ့လာများသည်ဒီဈေးတဲ့တွေက ကိုပိုင်အခင်းထွက်တွေဆိုတော့ကုံကလည်းလက်ဆက်ရော့အင်းနဲ့အလကားပေးတာလည်းပါသေးသည်အမေကပဲတိတ်ကြိုက်သည် ထမင်းဝိုင်းမှာပဲမပါမဖြစ်ပဲကပရိတာဟင်းနေ့တိုင်းပဲမပါမစားတမ်းပဲဝယ်ပြင်းလေအမေက ဘွညွန့်ကလေးတညွန့်လောက်ပေးခဲ့ဆာမအေးနန်းနိုင်ကလေးတစည်းလောက်ထည့်ခဲ့ပါအေးပေးခဲ့ဆိုင်အေးငြုတ်သီးစိမ့်လေးလေးငါတော့စသည်ဖြင့်သူ့ဈေးပန်းချင်းနှင့်အပြေဝဲတတ်သည် အမေကိုအဲ့ဒလိုဈေးဝဲတာစီလို့ညွန့်လို့ဆိုပြီးမယောင်းတော့ဘူးမထင်ပါနဲ့နောက်နေ့မနက်ကမိုးချုပ်တီဈေးတဲ့တကားကို အမေဗရောက်ပင်ရိတ်မှနာရင်ရေအိုးကရေကိုတောက်ရင်လှမ်းအော်တတ်ကြသည်ကြီးတော့ပဲယူအောင်မလား ခုရင်အခင်းထဲကဆွလာလာခြုံလိုက်တမကြီးတော်ငားတယ်လေအိုးကငားကလေးတွေ ပေါ်ပေါ်ပြီးခဲ့မယ်ကျမတို့အင်ရှင်မှာဆူညာနေတတ်သည် အမေဈေးဝယ်ဖြူဟာနဲ့ပတ်သက်ပြီးပြောစမှတ်ထွင်ရသည့်အဖြစ်ပြက်ကလေးတွေလည်းရှိသည်တပြက်စီးတဲ့အဖိုးကြီးဤတပြက်စီးကြက်မွေးအော်တန်ကြတော့အမေကအိမ်ပေါ်ဝါကစီခေါ်သည် အမေတပြက်စီးတဲ့မျောနေတာကြပါ တပြက်စည်းတဲ့ကြီးကထန်းဆိုင်ကိုခြာ၍ချွေးတုံနေစဉ်အမေက တပြက်စည်းတွေကိုပတလားသီးသလိုမှွေတော်သည် အမြင်တွေကနှုတ်သလားရင့်သလားလက်ကင်ကားကုန်မကြိုက်ဘူးနောက်တချောင်းနေစမအောင်ခမည်းကဘာလို့ချင်တာတော့တပြက်စည်းရောကြက်မွေရောပေါ့ဘာဖြစ်လို့တော့ဟုတ်ပြီလေဘာတပြက်စည်းတော့လို့ကြုံမင်းနေတာအကြလားအနုလား အမေကသူ့ကိုခက်ဆက်ဆက်ကလေးမေးတာကိုမခံချင်ဖြစ်သွားပုံရပါသည်ဈေးတက်ရေးဆက်ဆံရေးကို မကြိုက်တာတခုတည်းနဲ့အမေဆက်မဝဲတော့တော်ပြီတော်ပြီဘာမှမဝဲတော့ဘူးလက်ထဲကရွေးလက်စတပြက်စီးတွေကိုဝုန်းကနေပစ်ချလိုက်ပြီးမတ်တက်ရလိုက်သည်အဖိုးကြီးကသူ့တပြက်စီးတွေကိုတစ်ချောင်းစင်းပြန်စီရင်ပြတောက်ပြတောက်လို့တော့သည်ဘာမှမဝင်နိုင်ပဲနဲ့ခမည်းကကြောက်တပြက်စီးတွေကိုပိုင်ဆိုးပိုင်နေမှွေရတယ်လို့ အဖိုးကြီးကလည်းလူစွာကြီးဖြစ်ပုံရသည်ဒီလောက်မှွေနောက်ထားပြင်မှမွေရကောင်းလားစိတ်တုံနေပုံရသည် အမေကလည်းဒီလိုမေးရပါမလားဆိုပြီးမဝယ်တော့တာပါဒါပေမဲ့မဝယ်နိုင်ဘဲနဲ့ဆိုသည့်စကားကို အမေမခံချင်၍ချက်ချင်းអော်တော့သည်မဝယ်နိုင်လို့မဟုတ်ဘူးတော့အပေါ့အဆက်မကြိုက်လို့တပြက်စီရောင်းစားလာပဲတော့ပိုးဖဲကတိပါကင်တလို့ရွရွလေးလုံနေရမလားလားလာကြည့်သည် တော့လူလူမျိုးစေးရောက်စားနေတာအမှန်ရဲ့ခမားခေါ်လို့ကြုတ်လာတာခမားမစော်ကားနဲ့အမေကအင်ကြီးလက်မောင်းတင် ထမင်တင်းတင်းဝက်ပြီးတကယ်အတွယ်တတ်မြစ်ပုံ ပြင်လိုက်တော့ကျမတို့ထွက်ဆွဲရတော့သည် အမေကဈေးဝယ်လင်းဧည့်သည်လိုလဲရန်ဖြစ်တတ်သေး၏တခါကမိသားစုများတော့ကျမတို့အိမ်တွင်ထီးပြက်တွေပုံနေသည်ခိုင်းကျိုးတဲ့ထီးကကျိုးထီးရွက်ဆုပ်တဲ့ထီးကဆုပ်နေမောအမေကထီးပြင့်တဲ့မျောနေသည် တပတ်နှစ်ပတ်ထေးပြင်စရာတယောက်တလေတောင်ရောင်းလို့မှပေါ်မလားမျော်ရင်တော့မလာဘူးတော့မမျော်ရင်တော့လမ်းနဲ့ဒင်းတို့ကိုရှောင်လို့မလုပ်ဘူးဘယ်သူမှမသိတဲ့ထေးပြင်စရာကိုလှမ်းပြီးရန်လုံနေတတ်သည်ထေးပြင်နဲ့တော့ပြင်နဲ့ဖနှက်သေးကြလေတယ်ဟောလာပါပြီတော့မောင်မင်းကြီးသားထီဟောင်းစုတ်ကြီးကိုထားလာသည့်ထီးပြင်သမားရက်ွက်ကလေးတဲ့ရောက်လာသည် အမေကကျုံးနှင့်ဆုချီထားသောထီလေးငါချောင်းကိုဆွဲတဲ့ပြီးဗရပင်အောက်ကထိုင်ဆောင်နေသည်အတန်နာကြားပြီးလူမတွေ့ရတော့ဟိုဟိုတတီရှာသည်အတန်ကြားလိုက်ပြီးလျက်ကနေလူပြောက်သွားတာကို မခန့်ချင်းပုံဖြစ်ပြောသည်အလိုတော့ကိုတော်ကဘယ်စရက်ချိုးဝင်တော့ပါလဲအမေစကားမဆုံးခင်မှာပင်ထီးပြင်သမားလမ်းကြားကလေးတွေကဘွားကနေထွက်လာပြီးဆွဆွဲငင်ငင်អော်သည် ထေးပြင်းနဲ့တော့ပြင်းနဲ့ဖနှက်တဲ့ကြိုလဲတယ်။လာအောင်ဟေအောင်မယ်သူ့အတန်ကိုမတူနိုင်ဘူးတော့တကတဲ့အရေးတဲ့ဝါကြဆုံးအောင်များဟင့်နေရသည်။ထေးပြင်းသမားကတော့ဘာမှမကြပါ သူ့အာယုံတွေကအမေ့ဘေးမှာချထားသောထီးရွေစီကိုရောက်နေပုံရသည်။ထီးပုံကြီးကိုမြင်တော့သူလဲဝမ်းသာအားရထားလာတော့ခုံဆိုင်ထန်းနှစ်ခုကိုခြာကမြေကြီးပေါ်မှာပက်ပက်နေနေကြီးထန်ချလိုက်သည် ဒီထီးတွေငါပြင်ချင်တာပဲဟေကြည့်ပေအောင်ထီးပြင်သမားကထီးတွေကိုတလက်ပြီးတလက်ကောက်ကင်ကဖွင့်ကြည့်လိုက်ချထားလိုက်နဲ့စစ်စဲနေတော့အမေမျက်လုံးတွေကထီးပြင်သမားမျက်နှာစီရောက်နေသည်အမေကြီးထီးတွေကတော်တော်စုံနေပြီပဲအကောင်းဝယ်သုံးရောပေါ့အမေကြီးဟာပြင်နေတာကမှငွေကုန်အောင်မယ်အသိမဝယ်နိုင်လို့ပေါ့လူကလေးရဲ့အမေကြီးကိုကြည့်ချက်ပြီးပြင်ပေးခဲ့ကွာမင်းပြင်လိုက်ရင်သိရောပေါ့ကွယ် ထေးပြင်ပါတယ်ဆိုမှထေးကောင်းတော့ကာရမှာပေါ့ထေးပြင်သမားကဈေးကောချင်းကိုအမေကပြန်အုပ်လိုက်ခြင်းပဲဖြစ်သည်ကျမကတော့ထုံးဆက်အတိုင်းအမေနဲ့ဈေးတဲ့များကိုစိတ်ဝင်တစားဘေးကရက်ကျင်နေလိုက်သည်ဒေဒီရဂိုင်းတွေစပိုင်းကျိုးနေတာကလေးငါးချောင်းဂိုင်းနဲ့လဲရင်လဲရမရရင်တန်နှန်းကျိုးနဲ့လုပ်ပေးရမယ်ဒီထီးကထီးအရွက်ကအသားကစုံနေတာဆိုတော့တရွက်လုံးလဲမှရမယ်အမေကြီး။အင်း ဒီထိကတော့အဲခေါင်းဆုပ်တာရောလက်ကန်ရောတက်ရမှာ ဆိုတော့ကအမေကြီးပြင်အားလုံးတထောင်ကျော်လောက်ကုန်လိမ့်မယ်ဗျမဟုတ်တာကွယ်မင်းနဲ့ထီးတလက်မှ၄၅၈၀၀၀ကြည့်များပြောပါအောင်အမေကြီးကိုပြောသားပဲအစ်စ်ဝယ်တာကမှတက်တာအောင်မယ်လို့ဒါပေမဲ့အစ်စ်ဝယ်ရင်တလက်ပဲဆောင်းရမှာပြင်လိုက်ရင်တော့ငားလက်ဆောင်းပါလိမ့်ဗျတထောင်တော့မလုံးနဲ့ကွယ်လျှော့ပါအောင် ဒီထက်မလျှော့နိုင်ဘူးအမေကြီးရေဒါတော့ပြင်းရင်စင်ရင်တွေးတာမျက်နှာလေးတွေထည့်ရရင်ဒီထက်ပိုချင်ပုံမှာကဲဒါဆိုလည်းမပြင်းတော့ဘူးကွယ်အမေကသူ့ထီးဆုပ်တွေကိုတင်ကြုံလိုက်သည်ထီးပြင်သမားကလေးကလည်းထီးဟောင်း၄၅လက်ကိုအလုတ်ခံချင်ပုံမရပါ လေနေနေပြင်သွားသည်ကဲအမေကြီးဈေးမစစ်နဲ့တော့တထောင်မဲ့ပေးအမေကြီးထီးတွေအကောင်းပကတိကျွန်တော်လုတ်ပေးခဲ့မယ်တော်ပြီတော်ပြီ ပတ်ဆက်တထောင်ချင်းများတော့မပေးနိုင်ပါကွယ်ဒီလောက်တော့ပေးရမှာပေါ့ဗျတပြားမှမပေးချင်လို့ဖြစ်မလားကဲအမေကြီးဘယ်လောက်ပေးချင်တော့သေးပြင်သမားကလေတန်နေနေမှလာတော့အမေကလည်းခတ်တင်တင်ပြီးဘယ်လောက်မှမပေးချင်တော့ဘူးမင်းစကားထွက်ကိုငါမကြိုက်တာသေးပြင်သမားကအမေကိုတစ်ချက်လှမ်းကြည့်ပြီးဘယ်လိုမှဈေးတိုင်းပြပုံမပေါ်တော့သူ့ပစ္စည်းတွေသူထမ်းပြီးထွက်သွားတော့သည် ထေးပြင်သမားထသွားသည်နှင့်အမေကပြောပါတော့သည်လူမျက်ခွက်ကမယိုးသားဘူးငါ့ကို အဖွားချင်းနှက်လိုက်အောင်မဟာဆိုတဲ့ပုံမျိုးနဲ့ငါထီးတွေကိုရှောက်အပြစ်ချနေတာသိတာပဲထေးပြင်သမားပေါလုံးလုံးဒီလိုနဲ့အမေထီးဆုပ်ကြီးတွေကအိမ်အောက်ပြန်ရောက်လာသည်နောက်ရက်တပတ်လောက်အကြာမှာတော့ကျမတို့ရက်ွက်ကလေးတဲ့ထီးပြင့်သေးရောက်လာပြန်သည် အမေကရေချိုးရံပြင်ရမှာထမင်းရင်ရှားခြင်းနှင့်ပင်အိမ်ရှိပြေးထွက်လာပြီးခေါ်သည်ထေးပြင်တယ်လာအောင်ဟဲ့ကျမကအိမ်ရှိတန်လျာမှာစာပတ်နေတော့ကြောင်းလမ်းပေါ်ကိုမြင်နေရသည်ဟိုတနေ့ကထေးပြင်သမားပဲထေးပြင်သမားကအမေကိုခဏရက်ကြည့်လိုက်သေးသည်ပြီးမှမှတ်မိသွားဟန်ဖြစ်ပြောသည်ခမားနဲ့အလုံးမဖြစ်ပါဘူးဗျာထေးပြင်ဆရာကပျော့ပျော့ဆူဆူရှေ့ဆက်သွားသည် ဒါကိုပဲအမေက မကြားကြားအောင်អော်ပြောလိုက်သေး၏အလိုတော်ចောက်ကလည်းကိုတော်မှမသိလို့ခေါ်တာဟဲ့ဒီတစ်ခေါက်ကန်ဆိုးကန်ကောင်းရောင်းလာသူကတော့ဓားတဲ့ဖြစ်သည်ဝလုံးဆိုင်ထားမှဓားတွေစီတန်းချိတ်ထားလိုက်ဒီမှာပြေလုံးဓားရမယ်ကကြည်ရမယ်ဒီလိုတဲ့မျိုးကတော့ကျမတို့ရက်ွက်ကလေးထဲမှာထူးထူးဆန်းဆန်းနဲ့ရှာရှာပပရောက်လာတတ်တော်ဈေးတဲ့မျိုးဖြစ်သည်။ဓာတ်တို့ကကြေးတို့ကတခါဝယ်ပြည့်လင် တတလုံးလိုလိုသုံးလို့ရတတ်တာပါတလို့ဈေး20နှစ်နီးသည့်ရက်ကွက်ဆိုတော့တော်ယုံဓာတဲ့ကမလားတပါအမေဓာတဲ့ထင်းကုတ်ဓမ္မကလေးတစ်ချောင်းလောက်တော့လိုချင်တယ်ဟင်အိမ်ကဓာကအသွားပဲ့နေပြီဓာတဲ့လာအောင်ပြောပြောဆွဆွနဲ့အမေအိမ်ရှိထွက်သွားသည် ထုံးစံအတိုင်းဗရောင်းပင်အောင်မှာဓာတဲ့ကဝလုံးဆိုင်ထန်းကိုခြာသည် လက်ဆွဲချင်းကြီးထဲမှာကကက်ကြီးမိညာစသည်ဖြင့်မျိုးစုံအောင်ပါသည် ထင်းကုတ်ဓမ္မအကြီးအသေးအသားလီတာစက်သွန်လီတာစသည်ဖြင့်အရွယ်ဆုံးစိုက်ဆုံးမအမေစိတ်ဝင်စားသွားသည်ကက်ကြီးတွေလည်းစုံလိုပါပဲဆက်ကက်ကြီးစိုက်ကနေလက်သေးလီသည့်ကက်ကြီးအသေးထိပါသည်အမျိုးကိုစုံလိုပါလားတော့နေအောင်နေအောင်အမေကသူဈေးစစ်ချင်လဲအပြစ်အနာအစာကြံဖန်ရှာတတ်တာမဟုတ်လား ဓားတွေကိုအချင်းချင်းခတ်ကြည့်ရင်မင်းတန်ကတန်ချိုးတကွယ်ဓားတွေကမီးမကျက်ဘူးလို့နေတော့သည် တချောင်းမီတချောင်းကင်လိုက်ခြာလိုက်ကိုင်မှာခေါမင်းလက်စနဲ့မို့ဒီဓားကလေးတချောင်းတော့ဝယ်လိုက်ပါမယ်ဘယ်လောက်တော့ဟဲ့200တောက်ချိုးနဲ့200ဟုတ်လားမင်းဟာကကွယ်ဓားကြီးဓားကောင်းလည်းမဟုတ်ပဲနဲ့150ထားလိုက်အမေကငွေ90ဖန်ဆက်လိုက်သည် ဓားတဲ့ကလည်းအလုတ်ဖြစ်ခြင်းပုံပေါ်သည်ယူပြဓားတဲ့ကအမေစစ်သည့်စီအတိုင်းပေးပြီးဆလိတ်ကိုဖွာနေလိုက်သည်ဒီလိုရှော့ရှော့ရှူရှူဈေးလျှော့ပေးလိုက်တာမျိုးတော့လေအမေကတင်ကားမကင်းဖြစ်နေပြန်သည်မင်းဟာကတန်ရောက်ဟုတ်ကဲ့လားကွပေါ့လိုက်တာကဲပါကွတရားပဲထားလိုက်ဓားတဲ့ကစိတ်ညစ်လာဟန်ရှိသည်ဘဲနဲ့ဗျာဓားပါဆိုမှ တပ်ပလက်နဲ့လုံးလို့ရပါလားအမေကြီးရဲ့တပ်ပလက်ဆိုဒီမှာထန်းလက်ကိုပြောချင်းဖြစ်သည်ဓာတဲ့ကလည်းအမေကိုအရွယ်တိုက်ပေးနေသလားအောင်မရသည်ဘာမှကိုပြန်မကြည့်တော့ပါငွေတရားပေးပြီးဓာကိုယူလိုက်ရတော့လဲအမေစိတ်အစာကျေပုံမရအိမ်ထဲဝင်ပြီးထင်းတစ်ချောင်းခုတ်ကြည့်လိုက်သေးသည်ဓာတဲ့ပြန်သွားပြီးတော်တော်ကြီးကြသည့်အထိအမေပါရစဉ်းစားနေသည်မသိဘူး ကျမတို့ကပြ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 ဖြစ်နေပြီထင်ပေမဲ့အမေကတော့တပြပြပြောနေသေးသည်။ငါနဲ့50လောက်မှမစစ်လိုက်ရဖြစ်ရလေ။တို့တော့ဓာကလေးမှာယခုအချိန်ထိမာတော့ထင်းခွဲ၍ကောင်းတော့ဘာကြောင့်အမေစစ်သည်။လိုက်ရောရသည်လဲဆိုသည် မတင်မကြမေကွန်ကိုအမေသည် စိတ်ကူးရတိုင်းပြောနေတုံးရှိသေးသည်။အဲဒါလိုဈေးတယ်မျိုးကြတော့လေအမေကသတိတရရှိနေတတ်ပြန်သည်။ ဈေးဝယ်ရတာအဆင်တပြေဖြစ်သွားလို့တော့မဟုတ်ပါ သူခံလိုက်ရလေသလားတန်ရရှိလို့ပဲဖြစ်သည်တော်သေးတာပေါ့ဗျာခောက်ဆွဲကြော်ကတပွဲ900မလို့ခောက်ဆွဲကြော်ထုတ်တွေတို့လိုတန်လန့်နေစပိန်ကြီးဈေးဝင်လာတော့အကိုကပြောသည် ကျမတို့သားသမီး900ယောက်ကိုအမေကတယောက်တစ်ထုပ်စီဝယ်ပေးလိုက်သည်ကျမတို့ကလည်းအမေကိုကြော်ပြီးမွေးနေ့ခွဲတိုင်းခောက်ဆွဲထုတ်ယူ၍အိမ်ပြန်ခဲ့ကြသည် လမ်းမှာတော့အမေအကြောင်းပြောပြီးရည်ဖြစ်ကြသေး၏ဒီခေါဆွဲရကံကောင်းလို့စားရတာနော်မင်း900နဲ့5ချက်ဆိုရင်တောင် အမေကဝယ်မဲ့ပုံမပေါ်တော့ဘူးကျမကအမေအကြောင်းသိသူဆိုတော့ရည်နေလိုက်သည်ဟိုတော့ကအဖေတိုက်တဲ့လက်ဖက်ရည်တောက်တာတော့မုတ်စားခိုင်းလို့မရဘူးတဲ့လက်ဖက်ရည်တောက်ရင်မုတ်အလကားစားရတယ်လို့အဖေကညာပြောမှစားတာလေလေစားတော့ပြီလို့ငွေရှင်းမှ မုတ်ဖိုးပါပေးလိုက်ရတာတိလို့ ထိုင်ငိုတဲ့အမေနော်အမေနဲ့ဈေးတဲ့များအကြောင်းကတော့ကျမတို့ဤမယိုးနိုင်သောဟာသများအဖြစ် မကြမကြပြောဖြစ်ကြသည်နောက်နေ့အမေအသက်82နှစ်ပြည့်မွေးနေ့တွင် ကျမတို့ခောက်ဆွဲကြော်စားရဖို့မတိချာကြောင်းအမေကိုစားကြနောက်ကြလို့တော့အမေကရည်သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်တူရေးသားထားတဲ့အမေနဲ့ဈေးတဲ့များဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။ နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်